Brandon Rober ရဲ့ဘဝကတော့ပြတ်ပါပြီเนาะသူကဒီပွဲမစခင်ကတည်းကနေကြိုတင်ပြောထားတယ် Joshua Van ကိုတော့အထင်သေးတာပေါ့เนาะသူအနေနဲ့ ranking the say out fighter တွေနဲ့တကားမှမထူးဘူး ။ဆိုတော့ဒီပွဲကိုရှုံးရင်လေသူ့ဘွားကြီးကတော့သွားပြီ။ Joshua မှအတွက်ကတော့ဒါရှုံးရှုံးနိုင်နိုင်ကိစ္စမရှိပေမဲ့သူ့အတွက်တော့တော်တော်လေးကို risk များတဲ့ပွဲလို့ Brandon Rover ကပြောထားတဲ့အတိုင်းပါပဲ။ဒီပွဲကိုရှုံးတာနဲ့သူ့ဘွားကြီးကသူ့တဘွားလုံးတိဆောက်ထားတဲ့ဂုံတိတ်ခါတွေကသွားပါပြီ။ Joshua မှဟာလူစားထိုးဝင်ထိုးရတာပါ။သူ့မှာပြင်ဆင်ခြင်းကဆေးရကြကြော်လေးပဲရှိပါတယ်။အဲ့ဒါတော့အပြည့်ဝမဟုတ်ပါဘူး။ Joshua မှကတော့ Bruno Silva နဲ့ပွဲမှာ Legion ခဲတာတွေကဒီပွဲမှာ အသုံးဝင်လိမ့်မယ်နော်တရားရခိုင်တို့နီးပါအသုံးဝင်ပါမယ်လို့ပြောခဲ့တဲ့အတိုင်းပဲတကယ်ပဲအလုပ်ဖြစ်သွားခဲ့တယ်ဂျေရှုအဘန်ကတော့သူကိုးကွယ်တဲ့ဖီးယားကသူ့ကိုချီးမြှောက်နေပါပြီတဲ့ဗျာ အခု Brandon Rober ကတော့ဒီပွဲမှာသူ့အနေနဲ့ဘာဖြစ်သွားမှမသိဘူးသူ့အနေနဲ့ Joshua Van ကိုနိုင်အောင်ထိုးနိုင်တယ်ဒါမဲ့ဘာဖြစ်သွားမှန်းကိုမသိဘူးလို့သူကသူအာအောနေပြီးတော့အခွင့်အရေးရရင် Joshua Van ကိုပြန်လဲထိုးတတ်ပြီးတော့ဒီနံပါတ်သစ်အနေအားကိုသူ့အနေနဲ့ပြန်ယူခြင်းနဲ့ဆိုပြီးတော့ဒါကျွန်တော်ထိုးပွဲပြီးမှာ interview မှာပြောသွားခဲ့တာဖြစ်တဲ့တော့ Brandon Rober ကတော့တော်တော်လေးကိုတနာဖို့ကောင်းတယ်ပေါ့နော်သူဟာလေလီကြီးထားတဲ့အတိုင်းပဲတကယ်ဖြစ်မလာခဲ့ပဲနဲ့ Joshua Van ကပဲသူ့ကိုအမှုတ်ချိတ်သွားခဲ့တာဖြစ်တဲ့တော့ တချို့တော့ပြည်တဲ့ကတော့ပြောဆိုနေကြပါပြီ။ number 1 fighter ကြီးကဘလို့လဲဘာမှလည်းမဟုတ်ပါလား။နော်။အစင်းသစ္စယောက်က Joshua မမနစ်တနေကမှတနစ်ကြော်လေးနဲ့တက်လာတဲ့ UFC မှာနာမည်ရလာတဲ့ Joshua မကအမောက်သိပ်ပြနေပါလားဆိုပြီးတော့ပြောဆိုနေကြပြီလေဖြစ်ပါရယ်ဗျာ။ဒီလိုချိန်မှာပဲ Joshua မဟာအာရှနိုင်ငံတော်တော်များများမှလေးနာမည်ကြီးလာခဲ့တာဖြစ်ပြီးတော့ Tiger Muay Thai Club ရဲ့ ဩဂတာကြီးကတော့ YSU ဖြစ်တဲ့ chapter 3ကို chapter 3ကိုတက်တွဲပြီးတော့ငါ့ရဲ့ hero အသေးဆိုပြီးတော့ကြောလုံးထုတ်ခဲ့သေးတာကိုတွေ့ရပါတယ်ဗျာ chapter 3ကတော့မြန်မာနိုင်ငံမှာတလောက်ရေးပန်းစားနေတဲ့ fighter ကြီးကိုသူ့ရဲ့ one championship မှာเนาะခေါ်ယူခွင့်မရလို့တော်တော်လေးကို one နဲ့နေမှာတော့အသေးချပါပဲเนาะ